အကောရေဘုံချုပ်မှုကြီးမင်းအောင်လိုင်းတို့အဖွဲ့တွေပေါ့ဗျာဘုံချုပ်မှုကြီးမင်းအောင်လိုင်းအဖွဲ့တွေကလာပြီးတဲနေစောတော့အကဲစစ်ရှုပ်သွားခဲ့ပြီဆိုပါစို့စစ်ရှုပ်သွားခဲ့လို့ရှိရင်ဘုံချုပ်မှုကြီးမင်းအောင်လိုင်းကသူ့စိတ်ထဲမှာထင်မယ်ရဟရင်နဲ့ပြေးလို့ရမယ်သူထင်တယ်လို့မထင်ရဖြစ်နိုင်ဘူးသူသားသမီးတွေလည်းရဟရင်နဲ့လေး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 ဝင်တဲ့တခါတည်းဟိုလေးခွန်းဆင်းပြီးချက်ချင်းဟိုဘက်ကောက်တို့ပြေးလို့ရပြီထင်ကြိုပြေးရင်တော့ပြေးပေါ့ဒီတိုင်းတော့ပြေးလို့မရအောင်ဆိုတော့ဘာလို့တော့မဖြစ်မထင်ပါနဲ့နော်ဒီမှာရှိတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးအသိမ်းခံပါအင်းအကုန်လုံးအသိမ်းခံပါအကုန်သိမ်းပါ ရှိနေမှာကောင်းသိမ့်ခံပါပြီးရင်မြန်မာနိုင်ငံပြန်လာလို့မရဘူးဖြစ်သွားမှာပဲအဲ့တော့ပြီးရင်စစ်ရှုပ်ပြီးထွက်ပြေးရလူဆိုရင်လည်းတွင်ကြရပါပဲအဲ့တော့ဒါကကျွန်တော်အကယ်ဖြစ်လာခဲ့ပြောတာမဖြစ်မဖြစ်ရင်တော့ဘာမှမဖြစ်ဘူးဖြစ်ရင်တော့အဲ့လောက်ကြီးဖြစ်သွားမှာအင်းတခါပြေးလို့မလွတ်တော့ဘူးဆိုရင်ခင်ဗျာအဲ့ဒီလူတွေအရှင်ထားမှာမဟုတ်ဘူးတပတ်ပုံကြီးရပါအရှင်ထားမှာမဟုတ်ဘူးကိုတက်ပြီးမြောင်းလိုင်းရောသူ့မိသားစုတွေရောအကုန်လုံးတယောက်မှအရှင်ထားမှာမဟုတ်ဘူးဘာလို့ဆိုတော့တပတ်ဖွဲ့စီအရှင်ထားရလောက်တဲ့အထိငကိုတဲ့ရင်ကြီးတဲ့ဖွဲ့စီမဟုတ်ဘူးအင်း ရှင်းမှာအကုန်ရှင်းမှာသူကမြို့မြို့ဘုခေါ်လဲဆွေခေါ်လဲမြို့ခေါ်လဲရှင်းမဲ့သဘောကြီးပါလားဆိုတော့အဲ့ဒါမှသူကနောက်တစ်ချိန်သူ့ကိုပြန်ပြီးတော့မလုပ်အောင်ရှင်းမှာဆိုတော့ရှုံးနေရင်ဘုံမှုကြီးမြောက်နိုင်လို့ကိုယ်တိုင်ပင်လင်းခင်ဗျာမြို့ပြုတ်သွားနိုင်တယ်အဲ့တော့ဒီဖြစ်သွားနိုင်တယ်အဲ့ဒါဟိုမှာသူကစိတ်အေးလေနေနိုင်သေးတယ်ဆိုတာကအဲသူတို့ရဲ့စိတ်အေးလေနေနိုင်မှုပဲကျွန်တော်လည်းမပြောတတ်ဘူးဒါတော့ကျွန်တော်ပြောတာခုခုတပိတ်ချင်းထိချိုက်တော့မယ်ပါမယ်သဘောရှိတယ်ဒီတိုင်းဆိုပေါင်းပါပဲဆိုတော့ပင်လေဘူးလေ မကြခင်ပါတော့မယ်ထင်ပါတယ်ထိကြရဲ့မကြခင်ပါတော့မယ်ထင်တယ်ဘောနော်ပင်လဲဘူးထိကြအဲ့ဒါတွေကိုတော့က KIA နဲ့ PDF တွေနဲ့ ABSD ရဲ့အဖွဲ့တွေနဲ့ပူပေါင်းအဖွဲ့တွေပေါ့ဗျာသူတို့ပူပေါင်းအဖွဲ့တွေကပင်လဲဘူးကိုလည်းတိုက်တယ်ထိကြရဲ့ကိုလည်းတိုက်တယ်တပိတ်ချင်းကတော့ဒါသူတို့ရပြီပေါ့ဗျာရပြီဒါပေမဲ့ဟိုနည်းနည်းလေးအကျဉ်းချန်ရှင်းရသေးတယ်ဆိုရင်သဘောမျိုးသူတို့ဘက်ကထုတ်ထုတ်ပြန်ထားတယ်ဆိုတော့တပိတ်ချင်းကတော့သူတို့ကားလေးတဝီဝီနဲ့တော့သွားနေကြပြီသူတို့မန္တလေး PDF တို့ဘာလို့ညာတို့ကသူတို့ကားလေးတဝီဝီနဲ့တော့သွားလာနေကြပြီသွားလာနေကြပြီဆိုတော့တပိတ်ချင်းအဲ့လိုဖြစ်သွားပြီပေါ့နော်ထိကြရင်လည်း တိတ်မကြခင်မှာဒီတိုင်းဆိုရင်တော့ဒီတိုင်းလေးပါသွားနိုင်ရရှိတယ်အခုပင်လေဘူးလဲတိုက်ပွဲတကြီးကြီးဖြစ်တယ်ဟိုကောင်တွေကမြို့သိမ့်ကျင်တယ်ရအောင်သိမ့်ကျင်တယ်ဒါပေမဲ့မြို့ကခုထိတော့မရသေးဘူးသို့တော်လည်းမရသေးဘူးဆိုပေမဲ့အဲမြို့သိမ့်ဖို့အထိသူတို့ရီမန်းချက်ကခိုင်မာလာပြီဆိုကြရက်သူတို့ဘက်ကနိုင်ဖို့များသွားပြီသဘောကြီးရောအလားဆိုပင်လေဘူးလဲမကြခင်ပါမဲ့သဘောရှိတယ်ထိကြလဲပါမဲ့သဘောရှိတယ်နော်အဲ့တော့ဘာပဲပြောပါဟိုတမျိုးကြီးတမျိုးတော့ဒီလိုပဲဆုံးရှုံးနေခြင်းအမဲ့သဘောရှိတယ်ဘာလို့ဆိုတော့တတ်မတော်ရဲ့လက်ရှိလုပ်နေတဲ့ပုံစံမျိုးကမျိုးတမျိုးကြီးမျိုးဆုံးရှုံးမဲ့ င်းချောင်းကိုတွတ်တွေ့ရတယ်ဟုတ်နော်ဆိုတော့တက်မတော်အနေနဲ့ကတချို့ကိစ္စတွေမှာဟိုတက်မတော်အနေနဲ့ကတချို့ကိစ္စတွေမှာတော်တော်လေးကျွန်တော်တို့အားအသက်လောက်အောင်ကိုပဲတက်မတော်ရဲ့တက်မတော်ဆိုတာတက်မတော်ထိပိုင်ကောင်းဆောင်တွေဆုံးဖြတ်ချက်တွေတချို့ဆုံးဖြတ်ချက်တွေကျွန်တော်တို့တဟိုတော်တော်လေးတာမန်ချင်းကံပြည်သူတွေအားအသက်လောက်အောင်ကိုပဲဟိုအေးဆက်နေလို့တော့တွေ့ရတယ်အေးဆက်နေသူတို့ဘာအထိဘယ်အထိယူရင်ဘာအထိစောင့်နေလဲဆိုတာသူတို့ဘာမှကိုမလွတ်နေရလားဆိုတာကျွန်တော်တို့လည်းမသိဘူး မတိနိုင်ဖြစ်သွားတာဘာလို့လဲဆိုတော့မတိခင်းနေသိညာသွားတယ်ဆိုတော့အရင်အစ်ဆက်လုံးအစ်ဆက်လုံးတွေသူတို့ရဲ့တုံ့ပြန်မှုတွေလှုပ်ရှားမှုတွေအမိတ်ညွန်ကြားချက်တွေစသဖြင့်ပေါ့ဒါတွေကျွန်တော်ရှင်းရှင်းလင်းလင်းမသိရတော့တဲ့အခါမှာဒီတက်မလို့ထိပဲကောင်းဆောင်တွေကကိုတက်ခဲ့ကိုတက်ကိုကိုပေးတဲ့အမိတ်တွေသူတို့ဒီလှုပ်ရှားခိုင်းတဲ့ကိစ္စတွေကတော်တော်အံ့အသင့်စရာကောင်းတယ်ပေါ့ဟိုတကယ်လို့ကျွန်တော်နားလည်ထားတာကတော့စစ်ပွဲတွေမှာစစ်ပွဲတွေပေါ်ရရှိပွဲတော့တကယ်စစ်ပွဲအဆင်ရောက်သွားပြီဆိုရင် နိုင်ဖို့အရေးကြီးတာပြအင်းဒါပဲလေစစ်ပွဲမှာရှုံးသွားပြီက ရှုပ်သွားတဲ့လူကရှင်းရှင်းပြောရင်တော့ဘာစကားမှပြောပိုင်မှာမရှိတော့နိုင်တဲ့သူကတည်းကစကားပြောလို့ရတယ်နိုင်တဲ့သူကတည်းကသူကစကားပြောပြီးတော့ तू သူ့အနိုင်ကို तू ခိုင်မာနဲ့သူနည်းမျိုးဘလို့တိဆောက်မှုဆိုတော့လောက်ရတာရှုပ်သွားရင်ဘာစကားမှပြောလို့မရတော့အဲ့တော့ရှုပ်သွားရင်ကိုယ့်မိသားစုပိုင်ဆိုင်မှုတွေလည်း zero ဖြစ်မှာကျွန်တော်ခဏခဏပြောဥပါရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုမြန်မာပြည်ရဲ့အထက်ပိုင်းပေါ့ဗျာခဏခဏပြန်ကြည့်မယ်ဆိုရင်ဒီမန္တလေးရဲ့အထက်ပိုင်းတမိုင်းလုံးကိုစကိုင်းမန္တလေးလိုကျွန်တော်တရုတ်ပြည်ရဲ့ရှမ်းမြောက်ပေါ့ဗျာဒီရှမ်းမြောက်နဲ့တရုတ်ပြည်ကျွန်တော်ကမ်းလမ်းပြ ကျွန်တော်တို့ပိုက်လိုက်စီမံကိန်းတချမ်းစောင်းထားရှိတယ်ဒီလိုစောင်းစောင်းလေးဒီလိုလေးစောင်းထားတယ်ဗောနော်စောင်းထားတဲ့တချမ်းရဲ့အပေါ်လုံးတချမ်းလုံးကိုอืมသူကရှေ့ကမြနေရာတွေအကုန်လုံးပတ်ပြီးသိမ်းနေရဆိုကြတယ်ရီမန်းချက်ကတောင်မြန်မာမြောက်မြန်မာကိုနှစ်ပိုင်းခွဲကိုကျူးစားနေတယ်ဆိုတော့ဒလားဆိုဒီကုန်းကပုံပြီးချေလာတယ်